်ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ဂျွန်လာ3ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားကြပါမယ်ဆိုတော့ဒီထဲမှာဆိုလို့ရှင်တော့ဒီ Athletic ရဲ့ Lori Windwell ကိုပြောထားတဲ့တဲ့ဒင်းနေကျွန်တော်တို့ပါတယ်လို့เนาะစင်မေညိုတို့เนาะဒါအပြင် Vita Gilchrist တို့အပြင်အသင်းရဲ့အပြောင်းရွှေ့တွေနဲ့ပတ်သက်တဲ့အကြောင်းရင်းတွေကျွန်တော်တို့ဒါပြောသွားမယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့က live လေးကတော့နည်းနည်းနောက်ကျနေတယ် ပုံမှန်အားဖြင့်ကျွန်တော်က၈နာရီလောက်ကို live လုပ်ဖို့ကျွန်တော်တွေးတာပေါ့နော်၈နာရီခွန်ခွဲပေါ့နော်အဲ့လောက်ကိုကျွန်တော်ညပိုင်း live သွားမယ်လို့ကျွန်တော်တွေးထားတာဒီနေ့ကတော့ကိစ္စလေးတစ်ခုရှိတာနေနဲ့နောက်ကျနေတာဆိုတော့၉နာရီတွေပါတယ်၉ခွဲတွေပါကြော်သွားတယ် sorry ပါဆက်သမားကြီးတော့မင်္ဂလာပါပထမဆုံးအနေနဲ့ကျွန်တော်တို့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ပေါ့နော်အသင်းရဲ့အခြေအနေကိုကျွန်တော်စကြည့်ရမယ်ဆိုရင် ဂျီရန်ဆန်ဂျူနဲ့ပတ်သက်တဲ့အရာကျွန်တော်ပြောကြည့်အောင်နော်ဂျီရန်ဆန်ဂျူနဲ့ပတ်သက်တဲ့သတင်းကတော့ဒါဖက်ဘရီဇူရိုမနူကထပ်ပြီးတော့ပြောထားတာပေါ့လေဂျီရန်ဆန်ဂျူကဒီနွေရာဒီအပြောင်းအရွှေ့မှာမန်ချက်စတာယူနိုက်တက်မှာဆက်နေဖို့အတွက်မျှော်လင့်ထားခြင်းမရှိဘူးပေါ့နော်ယူနိုက်တက်ကဂျီရန်ဆန်ဂျူကိုရောင်းချပြီးတော့ငွေရှာဖို့ကြိုးပမ်းနေတယ်နော်အဲ့လိုကနေရတဲ့တစ်ဆင့်ငွေကနေတစ်ဆင့်ကျွန်တော်တခြားကစားသမားတွေကိုပြန်လည် ဖြည့်တင်းဖို့အတွက်ဒါရည်ရွယ်ထားတာပေါ့ဆန်ချူရဲ့ကိုယ်စလဲတွေကလည်းလာမယ့်ရက်ပိုင်းအတွင်းတွင်မှာပဲဖြစ်နိုင်ခြေရှိတဲ့ရွေးချယ်စရာတွေကိုအကဲဖြတ်သွားတော့မှာဖြစ်တယ်ပေါ့လက်ရှိမှာဂျေဒန်ဆန်ချူကိုဘယ်အသင်းကခေါ်ကျင်လဲဘယ်အသင်းတွေကိုပြောင်းဖို့အတွက်သူတို့မှာအခွင့်အရေးရှိနေတယ်လဲသူတို့ရဲ့ဆန်ချူအတွက်အကောင်းဆုံးအသင်းဟာဘယ်အသင်းဖြစ်မလဲဒါရီနဲ့ပတ်သက်လို့ပေါ့နော်ဒီကိုယ်စလဲဒီဆန်ချူရဲ့တာဝန်ရှိသူတွေရဲ့ဘက်ကတော့ဆုံးဖြတ်ချက်တွေပါတယ်ကျွန်တော်ခြားကြတော့မယ်ပေါ့လေ တော့မြန်မြန်လီကောင်းနေပဲမြန်လီကောင်းနေပဲကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဂျီဒန်ဆန်ချိုးနဲ့ပတ်သက်လို့ရှိရင်တော့အသင်းမှာအနာဂတ်မရှိဘူးပေါ့နော်ဆန်ချိုးလည်းကျွန်တော်တို့သိတယ်ယူနိုက်တက်လည်းကျွန်တော်တို့သိထားတယ်ချယ်ဆီရဲ့ဘက်ကအပြည့်အစုံမခေါ်လို့ဆိုပြီးတော့အသင်းကိုပြန်ရောက်လာတဲ့နေရာမှာရောက်လာတဲ့တိုင်းကျွန်တော်ထားလို့မရဘူးအမြန်ဆုံးကျွန်တော်တို့အနေနဲ့လက်လွတ်နိုင်မှကျွန်တော်ရမှာဂျီဒန်ဆန်ချိုးအတွက်မန်ချက်စတာယူနိုက်တက်မှာနေရာမရှိပါဘူးနော်နေရာမရှိပါဘူးဆိုတော့ဆန်ချိုးရဲ့အပြောင်းအရွှေ့ဒီ အမြန်ဆုံးဖြစ်မြောက်ဖို့လိုတယ်ဒီနေရာမှာတော့ဒါတခြားဘယ်အသင်းကြီးကခေါ်ချင်တယ်လဲဆိုတာပဲစောင့်ကြည့်ရမှာပေါ့လေလက်ရှိချိန်ဒီကတော့သူ့အေဂျင့်နေသူ့ရဲ့တာဝန်ရှိသူတွေရဲ့ဘက်ကဖြစ်နိုင်ခြေရှိတဲ့เนาะ option တွေကိုလိုက်ကြည့်နေတယ်ဆိုပေမဲ့လို့ဘယ်အသင်းကမှန်ကြည့်တဲ့စံချုံနဲ့ပတ်သက်လို့တရားဝင်ကလန်းထားတာတွေကျွန်တော်မရှိသေးဘူးစိတ်ဝင်စားနေတယ်ဆိုတာကျွန်တော်မရှိသေးဘူးပိုဆိုးတာကစံချူရူဘက်ကတပတ်ကို၃သိန်းခွဲအပြင်လာစာကပူရဖို့ကျွန်တော်မရှိဟိုဗာလဲပူသူက short ယူခြင်းတဲ့အခြေအနေမှာမရှိဘူး Chelsea မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေမရခဲ့လို့သူတို့ဒီအပြောင်းအရွှေ့ကမဖြစ်ခဲ့တာဆိုတော့လစာတွေကလည်း၃သိန်းခွဲရနေတဲ့အချိန်ဒီကိုသူတို့ဘယ်လောက်ထိ short ယူနိုင်မှာလဲပေါ့စိတ်လည်း short ယူခြင်းတဲ့အချိန်ဒီမျိုးမှာမရှိဘူး short ယူခြင်းနဲ့ဆိုရင်ရုံမင်းဘယ်လောက်ထိ short ယူနိုင်မှာလဲပေါ့နော်တေချာတာတော့ Premier League တာမန်ကလပ်တင်းတစ်ခုအနေနဲ့စန်ဂျူလိုကစားမအတွက်၃သိန်း၂000ပေးဖို့ကတော့တော့မနှဲပါဆိုတော့စန်ဂျူရဲ့အပြောင်းအရွှေ့ကတော့ဖြစ်ဖို့တော်တော်လေးကိုခဲရင်းတယ်အတင်းတွေ့ပါတော့နော်အပြောင်းအရွှေ့တွေဖြစ်လာဖို့ပဲကျွန်တော်မျှော်လင့်ရမယ်ဂျီဒန်ဆန်ဂျူနဲ့ပတ်သက်တဲ့တင်ဒင်ကတော့ကျွန်တော်ရှိမှပြောပြီးသွားပြီဆိုတော့ ဒီတော့ပဲကျွန်တော်ဘောနော်ဒါပြောကြမယ် channel တင်းလေးပဲဘောနော်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်အောင်ဆိုတော့ channel တင်းလေးကျွန်တော်ဆက်ပြီးတော့ကြည့်ရရင်ဆိုတော့ဒီဘယ်လိုပြောမလဲ athletic ကဘောနော် athletic ကလော်ရီဝိတ်ကိုပြောထားတဲ့တင်းလေးကျွန်တော်ရှိတယ်ဒီနေရာမှာနံပါတ်1အနေနဲ့ကတော့နီးပြဖြစ်တဲ့ Ruben Amorim ကဘောနော်တိုက်စစ်အတွက် Victor Gyokeres ကိုသဘောကျလျက်ရှိနေပြီးတော့ဘုံမောက်ရဲ့တောင်ပန်ကစားမတိုက်တိုက်စစ်ကစားမဖြစ်သူ Simenyu ကိုလည်း United ရဲ့ဘက်ကစိတ်ဝင်စားမှုတွေရှိထားတယ်ပေါ့နော်။ LMD လက်ရဲ့အပြောင်းအရွှေ့လုံးဝရက်ဆိုင်သွားပြီဖြစ်တဲ့အတွက် Victor Osimhen နဲ့ပတ်သက်တဲ့ပေါ့နော်အခြေအနေတွေကစားမဖြစ်သေးရလောက်ခလာစားတွေအခြေအနေတွေကိုလည်းပြန်လည်သုံးသက်လာမှုတွေရှိလာနိုင်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ပြီးခဲ့တဲ့တရာဒီလုံးမှာပရီးမီးယားလိဂ်တွင်ကို44ခုသာရရှိခဲ့တဲ့အတွက်ဒီရာကိုလုံးဝအသင်းတာဝန်ရှိသူတွေဘာတွေကလက်ခံနိုင်ခြင်းကျွန်တော်ရှိမနေဘူးဆိုတော့ twin ကိုနဲ့ပတ်သက်လို့ပို့ပြီးတော့ ဒါတွင်းယူပေးနိုင်မဲ့ကစားမားတွေတိုက်စစ်အာသံကစားမားတွေကိုပဲအသင်းရဲ့ဘက်ကလုံးဝဦးစားပေးခေါ်နေတာဖြစ်တယ်ဆိုပြီးတော့လော်ရီကကျွန်တော်ပြောထားတယ်ဆိုတော့ဒါအများကြီးကောင်းနေတယ်ဒီမှာစဉ်းစားကြည့်ဗျာစဉ်းစားကြည့်ရလေကျွန်တော်တို့နေ38ပွဲမှာမှ44ခုပဲကျွန်တော်တွင်းနေဆိုတဲ့အချိန်ကြီးကတော်တော်ကိုဆိုးလုံးပါတယ်တော်တော်ကိုဆိုးလုံးပါတယ်ဒီထဲကမှအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်အသင်းဟာတိုက်စစ်နဲ့ပတ်သက်လို့အဓိကတွေခေါ်ယူနေတယ်ဆိုတော့ကျွန်တော်တို့မှာနော်ဒီပြိုင်မက်တီးယပ်ကွန်ညာရောက်လာပြီ เนาะတယ်ဝင်ကျွန်တော်ရောက်လာပြီးပြီးရင်အံပွဲမှုနဲ့ပတ်သက်လို့ကျွန်တော်ကစားမကပြောင်းကျင်တယ်လို့ပြောပြီးသွားပြီဆိုတော့အသင်းနှစ်သင်းကြားပဲကျွန်တော်သဘောတူညီမှုရဖို့ကျင်တော့တယ်တိုက်စစ်မှာလဲ Vita Gukres ကို Vita Usiman ကိုပြန်ပြီးတော့အချိန်ကြီးကဖြစ်လာနိုင်ဆုံးရှိသေးတယ်ဆိုတာကတကယ်ကောင်းတဲ့သတင်းပဲနောက်တစ်ခုကစင်မင်ညိုစင်မင်ညိုကလက်ရှိဘုံမောင်းမှာတော့တောင်ပန်းမှာအများစုကစားတာပေါ့လေတောင်ပန်းမှာကစားတယ်ဒါပေမဲ့တိုက်စစ်မှာလဲသူကကစားတယ်ကစားမှာအခုရှိတာကတော့စင်မင်ညိုဒီကျွန်တော်အသင်းအနေနဲ့ပေါ့နော်အဲဘယ်လိုပြောမလဲ ခေါ်မေဆိုရင်ပေါ့နော် physically အရင် strong ဖြစ်တဲ့ကစားသမားပါလက်ရှိအသက်25နှစ်အရွယ်ရှိတဲ့ကစားသမားဖြစ်တယ်နော်ဆိုတော့ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဘုံမောက်အတွက်သူ38ပွဲကစားပေးတယ်72ဂိုးသွင်းပြီးတော့5ဂိုးဖန်တီးပေးထားတယ်အများကြီးတော့ကျင်းနေစရာအခြေအနေမျိုးတော့ကျွန်တော်မဟုတ်ဘူးပြီးခဲ့တဲ့ဟိုရာသီရဲ့ရှစ်ရာသီ2023 2024ရာသီမှာ33ပွဲမှာသူ8ဂိုးပဲသွင်းထားတယ်ဗောနော်ဆိုတော့ data တွေကအဲ့လောက်ကြည့်တော့ကောင်းမနေဘူးဒါပေမဲ့လို့ကစားသမားက တယောက်ချင်းတယောက် dribble ဒီမှာဆိုလို့ရှိရင်အတိုင်းအတာတစ်ခုဒီမျောလင်းလို့ရတယ်ကောင်းတယ်အဆင်ပြေတယ်ပေါ့နော်ဒါတယောက်ချင်းတယောက်ဒီမှာအကောင်ဆုံးအသုံးချနိုင်တဲ့ကစားသမား physically strong ဖြစ်တဲ့ကစားသမားပြီးလို့ရှိရင်ကျွန်တော် injury ပြဿနာတွေပါနေတဲ့ကစားသမား premier league နဲ့လည်းအံဝင်ခွင့်ကျဖြစ်နေတဲ့ကစားသမားဘုံမောက်လိုစနစ်မျိုးမှာအံဝင်ခွင့်ကျဖြစ်တဲ့ high pressing အသင်းမျိုးတစ်ချိန်လုံး press လုပ်နေတဲ့အသင်းမျိုးမှာအံဝင်ခွင့်ကျဖြစ်တယ်ဆိုရင်နီးပြဖြစ်တဲ့ Ruben Amorim ရဲ့လက်အောက်မှာလည်း ဒါပုံတည်တက်အကြီးဘာမှပြောလို့မရပါပဲမျောလင်းချက်ထားလို့ရတယ်လို့ကျွန်တော်ပြောရမယ်ဒါဒီစင်မင်ယူနဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့အသင်းဘက်ကတော့လက်ရှိချိန်ဒီတရားဝင်ကန့်လန့်နိုင်မှုတွေဘာကြီးတော့ကျွန်တော်မရှိသေးဘူးစင်မင်ယူကလည်းတရင်သဘောကျလာတယ်ဆိုတဲ့တရင်ဒီဒါတာမန်တာမန်ဂျာနယ်လစ်ကပြောထားတာမဟုတ်ပါဘူးအက်သလက်တီတို့ဘာလို့ကနေပြီးတော့ကျွန်တော်ဖော်ပြထားတာနောက်တစ်ခုကကျွန်တော်အနေနဲ့ Victor Gyokeres ပေါ့ Gyokeres ကတော့ဟိုအံ့အားသင့်စရာကောင်းစွာပဲပေါ့နော်အခုချိန်ဒီဘယ်အသင်းကမှသူ့ကိုတရားဝင်ခေါ်ဖို့ကြိုးပမ်းနေတယ်မျိုးတွေမရှိဘူးဒီလားအခုတော့ အင်ဂျူရီပြဿနာကြောင့်သူဆွီရင်းလက်ရေးစင်ကနေနှုတ်ထွက်လိုက်တယ်ထင်ပါတယ်ဒီကြားထဲမှာကင်မဲနိုင်ငံလက်ရေးစင်ပွဲဒီမှာသူအင်ဂျူရီကြုံသွားလို့သူနှုတ်ထွက်လိုက်တယ်ထင်တယ်ဆိုတော့ MOD ကသဘောကျတယ်အသင်းကိုလည်းသူခေါ်ကျင်တယ်ပေါ့ဆိုတော့ကစားမဖြစ်သူရဲ့အေဂျင့်ကလည်းပဲသူကနီပြဖြစ်တဲ့ရူဘင် MOD ကြောင့် Sporting Lisbon ကိုပြောင်းလာခဲ့တာနီပြနဲ့ MOD ပါတဲ့ Geographic ကြားထဲမှာတကယ်ကောင်းတဲ့ဆက်ဆံရေးတွေရှိနေတယ်ဆိုပြီးတော့ပြောမှုတယ်ဆိုတော့အသင်းဘက်ကကျွန်တော်တို့အနေနဲ့ပေါ့နော် Geographic ကိုအမှန်ကန်ကြိုးပမ်းသွားနိုင်စွမ်းလည်းရှိနေတယ် ထူးသဖြင့်တော့ဘဲကလပ်အသင်းကမှသူ့ကိုထူးထူးခြားခြားကြိုးပမ်းမနေတဲ့အချိန်မှာကိုရီအတွက်တော့အားသာချက်လို့ဖြစ်မှာ ပေါ့လေသူကလုံးဝ Sporting Lisbon ကနေထွက်မယ်ဆိုပြီးတော့ပြောထားတာကိုဒါပေမဲ့လည်းလို့ပေါ့နော် အာဆင်နယ်ကလည်းသတင်းနာထွက်တာတရားဝင်ကန်လန်နာတွေမရှိသေးဘူး Chelsea တို့ကလည်း Lyon Di Lab တို့ဘာလို့ကိုကျွန်တော်ခေါ်သွားပြီဆိုတော့ Giorgres ကိုဘယ်သူကမှတရားဝင်ကန်လန်ထားခြင်းမရှိသေးဘူးဆိုတော့ဘာဖြစ်အဲ့ဒါကလည်းနည်းနည်းပြဿနာတော့တက်နိုင်နေပြသည်လားနော်တခြားအသင်းတွေရဲ့ဘက်ကစိတ်မဝင်စားဘူးဆိုတဲ့နေရာမှာ ဘာလို့လဲပေါ့နော်ဘာကြောင့်ဥရောပအသင်းကြီးတွေဒီကောင်ကိုစိတ်မဝင်စားကြသလဲပေါ့ပြီးခဲ့တဲ့ရာသီတွင်းကူပေါင်း55ခုလောက်ထိတွင်းခဲ့တဲ့ကစားမတက်ရောက်ကိုဘာကြောင့်မြန်ဘသူကမှစိတ်မဝင်စားကြသလဲပေါ့ဒါကတော့နည်းနည်းတော့စိတ်ပူစရာပဲအသင်းဘက်ကလည်းစကောက်တင်းတွေဘာတွေလုပ်တဲ့နေရာမှာတီချာတော့အလုပ်လုပ်တင်နေပေါ့နော်ဆိုတော့ဒီလောက်ထိကောင်းတဲ့ကစားမတက်ရောက်ကိုဘသူမှစိတ်မဝင်စားဘူးဆိုတော့ကတော့နည်းနည်းတော့စိတ်ဦးဒီစိတ်ပူဖို့တော့ကောင်းတယ်ဒါပေမဲ့လို့ကိုအသင်းရဲ့ပလန်နေနဲ့တခြားအသင်းရဲ့ပလန်နေဆိုတာကတူတာမဟုတ်ဘူးကိုအသင်းကရှေ့ဆက်သွားခြင်းနဲ့ပလန်နေထဲမှာ ဂီယိုဂရက်စ်ဒီအမှန်ကန်ကောင်းတဲ့ကစားမတယောက်လို့ယူဆထားတယ်ဆိုရင်ကျွန်တော်ကျိုးပန်းမှာပဲဈေးကြီးတာမကြီးတာဈေးတက်နိုင်တာမတက်နိုင်တာကတော့တကန်တော့ပေါ့လေလက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ player တွေတက်စာရင်ဂီယိုဂရက်စ်ကတော်တော်လေးကိုဈေးတက်တာတယ်တဲ့မှာပါတယ်တကူရှိတာကတော့ကျွန်တော်ကကစားမက26နှစ်ဖြစ်နေတာဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အတင်းဘက်ကဘလောက်ထိတုံ့ပြန်လာမလဲကြည့်ရမယ်နောက်တစ်ယောက်က Victor Osimhen Osimhen ကဘယ်သူနဲ့မှတတိမထွက်တာဒီလားဘယ်သူနဲ့မှတတိမထွက်တာနာပိုလီရဲ့ဘက်ကလည်းလုံးဝအပြစ်တဲ့ရောင်းမှုကျူးပန်းနေတယ် အားလုံးသိတဲ့အတိုင်းပဲဒါပေမဲ့ဘယ်အသင်းမှသတင်းမထွက်ဘူးတကူရှိတာကတော့ပါပါလီသတင်းထွက်တာဆိုလို့ sorry ကလပ်ဒီလောက်ပဲကျွန်တော်ရှိတာ sorry ကလပ်ဒီရဲ့ဘက်ကလည်း ocman ကိုခေါ်ဖို့အတွက် napoli လိုချင်တဲ့ဈေးကိုပေးဖို့သူတို့တော်တော်ကိုတိုင်ပတ်နေတယ်ဆိုတော့အဲ့လိုမျိုးရှိနေတယ်ဒါပေမဲ့လို့ပေါ့နော်အသင်းဘက်ကကစားမဖြစ်သူရဲ့တောင်းဆိုလာနေတဲ့လောက်ခလာစာကန်နာတွေဘာတွေပြန်ပြီးတော့သုံးသက်နေပြီဆိုတော့ငါတို့မှအခွင့်အရေးရှိတယ်ဆိုရင်ကျူပန်သွားနိုင်နေဆိုတဲ့သဘောမျိုးပဲ တိုက်စစ်မှာ option တွေကရှိလာပြီเนาะဆိုတော့ကြည့်ရတာကတော့ဗျာထပါတော့အံပွဲမူကလည်းအတင်းပြောင်းခြင်းတယ်เนาะပြီးလို့ရှင်ကွန်ညာတို့လိုကစားမားတွေကလည်းအတင်းကိုရောက်လာပြီဆိုတော့အတင်းရဲ့ project ကိုကစားမားတွေယုံကြည်စားပြုလာပြီဒါဒီတခြားကစားမားတွေကိုဆွဲဆောင်မှုတွေအကောင်းဆုံးပဲတခြားကစားမားတွေဘက်ကတော့ okay ငါတို့ကတော့ငါအတင်းပြောင်းခြင်းတာကတော့ဟုတ်ပြီဒီကောင်တွေကအနာဂတ်ကအချိန်ကြီးကောင်းပါမလားเนาะအရင်တော့လည်းလူတွေအခုတော့อืมကွန်ညာကလည်းပြောင်းနေပြီ Fernandez လိုကစားမားကလည်းဆက်နေပြီ အံပွေမိုးကလည်းသူပြောင်းမယ်လို့ပြောပြီးသွားပြီဆိုတော့ဒီကောင်းလေးနာကက်ကဟုတ်နေပြီကစားမကောင်းနေရှိနေပြီငါရောက်ရင် white land လို့ကောင်းနေတဲ့ကစားမမဟုတ်ဘဲနဲ့ကစားမတွေကစားမကောင်းနေရဲ့ဘေးမှာကစားမပဲဆိုတဲ့ပုံစံမျိုးနဲ့သူတို့နေရပေါ့နော်ဒါတွေကိုလက်ခံလာကြတာလည်းဖြစ်ကောင်းဖြစ်မှာပဲဆိုတော့ကောင်းတာတစ်ခုကတော့အသင်းဘက်ကတိုက်စစ်မှုစစ်စစ်တယောက်ထက်ပြီးတော့ခုံးမှာအံပွေမိုးအကယ်လို့မြင်အပြည့်တဲ့ရောက်လာခဲ့ရင်တောင်းမှာပေါ့နော်မရက်သေးဘူးကျွန်တော်တိုက်စစ်မှုစစ်စစ်တယောက်ခုံးမှာစင်မညိုရှိမယ်ဗီတာဂူခရက်စ်ကျွန်တော်ရှိမယ်အိုစီမန်ရှိမယ် ။အိုစီမန်နဲ့ကျွန်တော်ဂျားတွေကပြဿနာကြီးတာကနှစ်ရက်ရှိတယ်ပေါ့နော်။ကစားမကလှုပ်ခတ်လာစတာတအားမြင့်နေပြီးလို့ရှိရင်နာပိုလီရဲ့ဘက်ကတက်တန်းအလောက်မှကျန်တော့တာတောင်မှဟိုဘယ်လိုပြောမလဲစာချုပ်တွေဘာလဲဒီလှုပ်ခတ်လာဘာလဲဒီပြောင်းရွှေ့ကြည့်တယ်အများကြီးတောင်းတယ်။နောက်တစ်ယောက်ကဂီယိုခရက်စ်ကကောင်းတာတစ်ခုကဘယ်အသင်းမှဒီကောင်းကိုစိတ်ဝင်စားဘူး။မကောင်းတာတကူက26နှစ်နဲ့တန်း60တော့ကုန်ပါဆိုတော့အသင်းဘက်ကကျွန်တော်ကြည့်ရမယ်။ကစားမားကလည်း United မှာ United ဖြစ်နေတာမျိုးကျွန်တော်မဟုတ်ဘူး။နော်ဥရောပဝင်ခွင့်ရတဲ့ Champions League ဝင်ခွင့်ရတဲ့အသင်းတွေကိုသူပြောင်းခြင်းနေဒါမျိုးပေါ့ ဆိုတော့ကြောင့်မနော်ကျွန်တော်ကြည့်ရင်ဒီ၃ယောက်စလုံးကတော့အတင်းမှာအတင်းသာတက်နိုင်နေဆိုရင်နွေရာသီအပြောင်းအရွှေ့မှာကျွန်တော်ခေါ်နိုင်ကြီးရှိတဲ့တိုက်စစ်တွေကတက်ရောက်လို့ကျွန်တော်ပြောရမှာလေ၃ယောက်သူတို့၃ယောက်တွေကတက်ရောက်ကိုငွေကြီးကတော့အများကြီးစကားပြောမှာပေါ့လေဆိုတော့ဘာပဲပြောပြောအတင်းအနေနဲ့တိုက်စစ်မှာဒီလိုကစားမားတွေနဲ့ပြန်အတန်ထွက်လာတာကအပေါင်းလက္ခဏာအများကြီးဆောင်တဲ့အရာပါကစားမားကောင်းတွေအတင်းမှာရောက်လာရင်ကျန်တဲ့ကစားမားကောင်းတွေလည်းလာဖို့အတွက်ကျွန်တော်တို့ကအချိန်ရှိမှာပဲဆိုတော့တိုက်စစ်မှာ ရှေ့မှာသတင်းထွက်ထားခဲ့တဲ့မာတီတာတို့ဘာလို့ပဲကျွန်တော်ပေါ့နော်အသင်းဘက်ကကျွန်တော်ကခေါ်သွားနိုင်မလား25သန်းတန်း30ဆိုတော့လေဒါမှမဟုတ်ဗီတာကူခရစ်တိုအိုစီမန်တို့ပေါ့နော်လက်ရှိမှာစင်မညိုတို့တွေကတရားရောက်ကိုပဲခေါ်သွားနိုင်မလားညီကတို့ဆရာသမားဘယ်လိုမြင်ကြလဲတိုက်စစ်မှာဆိုလို့ရင်ဘယ်သူကိုပူပြီးတော့အလိုချင်ဆုံးလဲโอเคကျွန်တော်တို့ပူးလေးကျွန်တော်လှုပ်ကြည့်ရအောင်မယ်เนาะအဲဈေးတွေဘာတွေကိုကျွန်တော်တို့ခဏโอเคကျွန်တော်ဈေးတွေဘာကျွန်တော်တို့တစ်ခါရေးပြလိုက်မယ်เนาะโอเคအဲ Geocrest ပေါ့เนาะ โอเครัสตัน60เนาะอือหืออูซีมันตัน60ถ้ามาတော့အားလုံးကတော့အဲ့လောက်ဒီကုန်ပါပဲဆိုတော့စင်မီညိုเนาะစင်မီညိုကတော့ငါတော့မနော်စင်မီညိုကတော့ဈေးရတော့မကြည့်ဘူးပြည်တယ်เนาะစင်မီညိုကဈေးလုံးဒါပေမဲ့သူလည်းပဲ တန်းကားတယ်ထားပါတော့ဘုံမောက်ကတက်တက်တက်တာနဲ့တော့ဗောနော်ကျွန်တော်လက်လွတ်မှာမဟုတ်ဘူးဆိုတော့ဒီ၃ယောက်ထဲကအတင်းရဲ့တိုက်စင်မှာညီကတို့ဘသူ့ကိုပို့ပြီးတော့ကျွန်တော်လိုချင်ကြလဲနော်ဘသူ့ကိုပို့ပြီးလိုချင်ကြယိုခရစ်က26နှစ်6 6နှစ်ကျန်တဲ့ကောင်တွေ25အစင်မင်းယူက25နှစ်ကျန်တဲ့ကောင်တွေ25နှစ်ထင်ပါတယ်စင်မင်းယူကလက်ရှိမှာအဲဈေးကွက်တန်ကြီးရယူရိုတန်း40ရှိတယ်ဘုံမောက်နဲ့2029ခုနှစ်ဒီစာချုပ်ချုပ်ထားတယ်ဆိုတော့ဈေးကတော့တက်တာမှာမဟုတ်ဘူးဒါသိကြတယ်ဈေးတက်တာမှာမဟုတ်ဘူးဒါသိကြတယ် တော့ညီကတို့ဘသူ့ကိုပို့ပြီးတော့အသင်းမှာမြင်ကျင်ကြလဲเนาะဆိုတော့မင်္ဂလာပါဆိုတော့เนาะကျွန်တော်ကွန်မန့်နေတယ်ကျွန်တော်ဖက်ကြည့်အောင်မှာကွန်မန့်နေတယ်ဒါအများကြီးတော့ထက်တီကိုကျွန်တော်ရောက်ကုန်ပြီเนาะကျွန်တော်ဒီနေ့နေပဲစပြီးတော့ဖက်လိုက်တော့မင်္ဂလာပါဆယ်သမိုင်းเนาะတယောက်ချင်းစီတိုင်းကိုမင်္ဂလာပါလာကြည့်ပြနေကြတဲ့ညီကတွေအကုန်လုံးကျေးဇူးများကြီးပါတယ်ကြည့်နေတဲ့ညီကတွေ1100နီးပါးရှိပါတယ်အားလုံးကိုကျေးဇူးပါဆိုတော့ channel လေးက subscriber 23000ကိုကျွန်တော်ပြည့်ဖို့အတွက်နီးလာပြီပေါ့เนาะအကယ်လို့ညီကတို့အနေနဲ့ channel လေးကို subscribe နေရသေးဘူးဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါတယ် ကျွန်တော်တို့ကတော့ဒီတိုင်းပဲ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုနေရောညပါမနက်ခင်းရောပါကျွန်တော်တို့ဘနော်တောက်လျှောက်စုတို့တင်ပြနေတယ် Watch Long တွေကတော့ပွဲတွေမရှိတော့မရှိဘူးလို့လို့တဲ့ဒါပေမဲ့လို့အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်လို့နေစဉ်မပြတ်ကျွန်တော်တို့ကသတင်းတွေနေတိုင်းစုတို့ကျွန်တော်တင်ပြနေတာပေါ့လေသတင်းတွေ update တွေရရင်တော့မှမနက်2နာရီတွေပါတွေပါကျွန်တော်တို့တင်ပြနေတာဒါကြည်ဘူးတဲ့ညီကလေးအကုန်လုံးကျွန်တော်သိတယ်ဆိုတော့ဘနော် Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်အမှန်ကန်သိရဖို့ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့တောင်းဆိုပါတယ်ကျေးဇူးများတင်ပါတယ် ဂုသမနေရာကိုစိတ်ပူတယ်ဗျာ။ Okay အဲဂုသမနေရာကကျွန်တော်ဘောနော်ဒါနည်းနည်းလေးကျွန်တော်ခဏမိထားရအောင်ပါ။အတင်းဘက်ကတခြားနေရာတွေကိုအမှန်ကန်တိုက်စစ်ကိုအရင်ဆုံးကျွန်တော်ခေါ်ဖို့ကြိုးပမ်းနေတယ်ဆိုတော့ဗောနော်။စီမင်ယူကကောင်းနေဗျာတဲ့ United နဲ့ပွဲ2ဂိုးသွင်းနေတဲ့ဆရာသမားကြီးနော်။ကိုရီအတင်းနဲ့တွေ့တိုင်းဂိုးသွင်းတော့ကျွန်တော်ကဂိုးသွင်းတာနဲ့တင်ကျွန်တော်တို့ကကောင်းနေလို့ယူဆလို့တော့ကျွန်တော်မရဘူး။ဘာလို့လဲဆိုတော့ကိုရီကချက်လက်တူးကစားမားတွေတော့မှသွင်းခံနေရတာဗျာ။ချက်လက်တူးကစားမားတွေတော့သွင်းတာတော့ကျွန်တော်တို့ခံနေရတာ။ကိုရီသွင်းနဲ့ကိုရီအတင်းနဲ့တွေ့လို့ ဒါ twin ယုံနဲ့ပဲကောင်းတယ်လို့ကျွန်တော်တို့အနေနဲ့ပေါ့နော်တတ်မှတ်လို့ကျွန်တော်မရဘူး resman white line ကိုပါလို့ atlanta မှာရှိစဉ်တုန်းကကိုရီ atlanta နဲ့ twin တွေ့တဲ့အချိန်တွေကတော့ go twin ရင် twin မှာပဲအခုကိုအသိကျတော့စုပ်ပြတ်တက်နေပြီသိရမလားကွင်းလေကားတဲ့ဘသူမှမခေါ်သေးဘူးလားဗျာတဲ့ကွင်းလေခေါ်ပြီးမှတော့အဆင်ပြေမှာတဲ့နော်လက်ရှိချိန်ဒီအသင်းကကွင်းလေနဲ့ပတ်သက်လို့ဗာတင်းမန်ပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ဒါမကြသေးဘူးဒူးတပင်ကတော့ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလဲအသင်းမှာကဒီ တိုင်းစစ်တွေကိုအဓိကအားဖြင့်ကျွန်တော်တို့ကဦးစားပေးပြီးတော့ကျွန်တော်ခေါ်ဖို့လုပ်နေတာဒါပြီးမှပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါကွင်းလေဒီပါတွေကိုရွှေ့မဲ့သဘောမှာရှိတယ်လောလောဆယ်မှာတော့ကိုသိင်းရဲ့အပြောင်းရွှေ့နေပတ်သက်လို့ရှိရင်တော့ဘယ်လိုပြလူတွေကတော့ငိုကြတဲ့သူတွေတော့ရှိတာပေါ့လေတည်တာမျက်ရည်ဆက်လက်နေအာနော်ငါတို့စိတ်ဝင်စားတဲ့ကစားမကိုဒီကောင်ကြီးခေါ်သွားပြီပေါ့ဒါပြီးမဲ့လို့အဲ့ဒါကိုလက်မခံကျင်ကြတော့ ဘာနေဖြစ်ကြလဲဆိုတော့เนาะအာဇီးတွေအများကြီးပူပြီးတယ်လို့เนาะအာမေတို့တင်ဘသူလာခြင်းမလဲလို့ဘာလို့သိတယ်မလားရောက်အာချောင်းတာကိုတင်းကစိတ်ဝင်စားတယ်သူမသိသူတို့တင်းနဲ့ပဲပုံကိုယ်ရေးဆိုင်ရာသဘောတူညီမှုတွေရတယ်သူတို့တင်းနဲ့ပဲเนาะအပြောင်းအချွေကဖြစ်တော့မလို့လို့ဘာလို့လို့နဲ့ပါသွားကမှဒီကောင်ကဒီလောက်မဟုတ်ပါဘူးကွာလို့ဟိုကောင်ကဟိုလောက်မဟုတ်ပါဘူးကွာလို့เนาะဒီတင်းကိုဘသူကပြောင်းခြင်းမလဲလို့เนาะအဲစဉ်းစားကြည့်เนาะ Manchester United ဆိုတဲ့အသင်းကိုမိမုံတဲ့သူရှိတယ်ကျွန်တော်ကျွန်တော်နေတယ်เนาะဒါမျက်နှိုးတဲ့သူတွေရှိတယ် ဒါပေမဲ့လို့ပေါ့နော်ဘယ်သူကမှလစ်လျူရှုထားလို့မရဘူးအဲဒါဒီကျွန်တော်အတင်းရဲ့နော်ကျွန်တော်ဒါစကဝါပဲနော်မော်ဒူပဲဟုတ်တယ်မလားပေါ့နော်ဘသူမှလစ်လူမရှိမထားနိုင်ဘူးเนาะမုံနေកောင်းပဲဖြစ်ဖြစ်เนาะသဘောကျနှစ်သက်တဲ့កောင်းပဲဖြစ်ဖြစ်ဒီအသင်းเนี่ยကျွန်တော်တို့ကမကင်းလွတ်နိုင်ဘူးဆိုတော့ဘာဖြစ်လဲဆိုတော့ကစားသမားကောင်းကြီးရောက်လာတာတောင်မှเนาะဒီកောင်းကြီးကဘယ်လိုမျက်ရည်ဆက်လက်နေអော်ငါတို့ទင်းဖို့មင်းနော်ကျွန်တော်တို့ဒါပြောင်းခဲ့တင်တာကိုမပြောင်းခဲ့တော့ဘူးလို့ပြောတဲ့ကောင်တွေရှိသေးတယ်တေးတယ်မလားနော်နောက်တစ်ခုရှိတာကစဉ်းစားကြည့်တော့ Manchester United အောင်မြင်နေတဲ့ကာလာနေမဟုတ်ဘူး အဆင့်15နဲ့ရာသီသိမ်းခဲ့တဲ့စပါးကိုကျွန်တော်တို့က Europa League Final မှာကျွန်တော်ရှုံးနေနေနောက်ပိုင်းနှစ်တင်မှာဆိုလို့ရှိရင် Premier League မှာ1 2 4ဆိုတာကအဝေးကြီးကျွန်တော်ဖြစ်လာပြီးကစားမကောင်းနေပြောင်းကျင်နေကြတော့မယ်တချို့အသင်းတွေကျတော့လည်းအဲ့လိုမဟုတ်ဘူးဆိုတော့အခါကျတော့အင်းနော်မျက်ရည်ဆက်လက်နှစ်ချီတွင်းလန်းတဲ့သူတွေလည်းရှိတာပေါ့လေဒါတွေကိုသဘောမကျကြတော့မတက်နိုင်ဘူး Manchester United ဟာ Manchester United ပဲနော်မင်းတို့ဘာသာမင်းတို့ကဘာကြီးတချင်းဇောက်ထိုးလန်သွားလို့နေနေဒါဟာပြောင်းလဲသွားမှာမဟုတ်ဘူး နော်အတင်းဒီလိုအချိန်ဒီမှာတော့မှကစားမကောင်းနေရောက်လာသေးတယ်ဆိုရင်အောင်မီနေတဲ့အချိန်ဒီမှာဆိုလို့ရင်ကျွန်တော်စဉ်းစားကြည့်လိုက်ပြန်နော်ဒါပါတော့တခြားအတင်းမှာနော်အာယူနိုက်တက်မှတ်လို့ပြောင်းလာတာဆိုပြီးတော့နော်မန်ချက်စတာတော့မန်ချက်စတာပဲယူနိုက်တက်မှတ်လို့ပြောင်းလာတာဆိုတဲ့ကောင်းနေတော်ရှိသေးတယ်ဒီနော်ဆိုတော့စဉ်းစားကြည့်ပါနော်ချက်သမားတွေဆိုတော့လောလောဆယ်ကျွန်တော်နေနဲ့ပုတ်ပေးထားကြတဲ့ညီကိုတွေကတော့ဘာနော်86000ခိုင်နှုန်းထီတော့ကျွန်တော်နေနဲ့ဒါ အဲ OC man ကိုကျွန်တော်တို့ဘယ်တော့ပုံပြထားကြပါ။အဲ Yogness ကဘာလို့ပုံမလဲ။ကျွန်တော်၃ခုလုပ်လိုက်တယ်ဒီနော်။ Sorry ပါဆက်သမားကျွန်တော်ပြန်လုပ်လို့ရမှာနော်။ပြန်မလုပ်တော့ပါဘူးထားလိုက်ပါနော်။ဆိုတော့ Yogness ကို login နဲ့သူတွေလည်းကျွန်တော်ရှိကြတာဗောလေ။ဘာပဲပြောပြောစင်မင်ညိုတို့ဘာလို့ကတော့ Premier League နဲ့အဝန်ခွင့်ကျဖြီးပြီးသားဖြစ်တာလို့ဘာလို့အားသာချက်တွေတော့ရှိတာဗောနော်။သူကလည်းအသက်ငယ်ဆုံးထင်ပါတယ်ဒီတိုက်စစ်၃ယောက်ထဲမှာအတင်းဘက်ကအမှန်ကန်ဘသူ့ကိုခေါ်မနေတော့ကျွန်တော်ကြည့်ရမှာဗောနော်။ โอเคเอ่อวีตาโยเกรสကဘုတ်လို့မရောက်ပါဘူးโอเค sorry ပါโยเกรสကတော့ကြိုက်တယ်ဗျာတဲ့အသက်ကတော့နည်းနည်းကြီးတယ်26နှစ်ဆိုတာကတော့တော့ကျွန်တော်တို့လက်ရှိခေါ်နေတဲ့ကစားမားတွေနဲ့ဘယ်တော့မှကြီးတာမဟုတ်ဘူးဟောကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအဲကုညာနဲ့တစ်နှစ်ပဲကွာတဲ့အန်ပွဲမိုးနဲ့တစ်နှစ်ပဲကွာတဲ့လက်ရှိစင်မန်ယူနဲ့တစ်နှစ်ပဲကွာတဲ့အဲ့လောက်ကြီးကြီးကျွန်တော်တို့မကွာဘူးတော့အသက်တွေကတိလား26လို့ပါလို့ဆိုရဲအဲ့လောက်ထိမကြီးဘူးအဲ့လောက်ထိမကြီးဆိုတာကစားမားတွေရဲ့ prime color လို့ပြောလို့ရတယ် prime color ဆိုလိုပဲ yokres တို့ဘာလို့ဆိုရင်ဂိုးတွေတွင်းနေတာ50 50 50 55ဂိုးတွေပါတွင်းပြနေတယ်ဗျာသိလားအပီးများလေးကိုရောက်လာလို့ကျွန်တော်တမျိုးတစ်ပုံပြောင်းရင်ကောင်ပြောင်းနေသွားမှာပဲဒီနော်ဥနနာကိုမထုတ်သေးဘူးလားဗျာလေဥနနာကထုတ်သိနေပြီနော်ဥနနာကတော့ဆရာသမားကြီးရောင်းပေးရောင်းမင်းနဲ့အတင်းမှာဆက်ပြီးတော့ဗောနော်ဆရာတို့ကရှိသွားအောင်မဲ့အချင်းကြီးမျိုးပါနော်အဲဆိုတော့ဆန်ဂျူကိုတဲ့ရောင်းမရလို့ရှင်နေရိုးနံပါတ်10မှာဆောင်းဆောင်းစီမြဆန်ဂျူရောင်းမရရင်ကျွန်တော်အနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလို့ဟိုဘယ်လိုပြောမလို့ဗာလဲဒီ တရုတ်တန်းတို့ဘာလို့ကိုကျွန်တော်လွတ်မှာပဲအဆင်ပြေမှာဗျာနော်ဆန်ချူတို့ကအတင်းမှာဆက်ထားလို့မရအောင်ရောင်းမရလဲတရုတ်တန်းတွေဘာကြီးကျွန်တော်လွတ်မှာရမှာဗျာနော်ဆိုတော့လူငယ်အကယ်ဒမီတွေဘာကြီးတွားပြီးတော့မျက်တွေဘာကြီးကျွန်တော်ပေါက်ခိုင်းမှကျွန်တော်ရမှာဆန်ချူကအတင်းမှာတုံးလို့ရတာအဲ့ဒါပဲရှိတော့တယ်ဒီတက်ပို့ပြီးတော့ကျွန်တော်မရှိတော့ဘူးနော် Okay ဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်အောင်ပါနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်အောင်ပါဆိုတော့နောက်တစ်ခုကအပြောင်းရွှေ့တဲ့တင်နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင် နီးပြဖြစ်တဲ့ရူဘင်အမ်ဘိုရင်ကတော့ဗောနော်အာလာမက်နီယာတီပြောင်းရှိမှာနံပါတ်8ပလေယာတယောက်ကိုလိုချင်နေပြီးတော့ဝင်းဘက်စ်တနေရာကိုလည်းအားဖြည့်လိုနေတယ်ဗောနော်အဲဂိုဒမားနေရာမှာတော့အာအန်ဒရယ်အိုနနာကိုကျွန်တော်တို့ဗောနော် ရောင်းချနိုင်မှသာထပ်ပြီးတော့အားဖြည့်ဖို့ရှိတယ်လက်ရှိဂိုဒမားနေရာပြောင်းလဲဖို့ကတော့မန်ချက်စတာယူနိုက်တက်ရဲ့ဦးစားပေးလှုပ်ဆောင်ပွဲရတဲ့မှာမပါဘူးဆိုပြီးတော့ကျွန်တော်တို့ကပြောထားတယ်ဆိုတော့ယူနိုက်တက်ရဲ့ပြောင်းလဲမယ့်နေရာမှာဂိုဒမား position ပါမနေဘူး ကျွန်တော်တို့အဓိကရည်ရွယ်ချက်ဒီအဓိကရည်ရွယ်ချက်ဒီကျွန်တော်တို့နေပေါ့နော်ဒီဘယ်လိုပြောမလို့တိုက်စစ်ကိုအားဖြစ်မယ်ကွင်းလေကိုအားဖြစ်မယ်ဝင်းဘတ်တွေအားဖြစ်မယ်ဒါပဲအဲ့ဒါတွေပြီးလို့အူနနာကိုလက်လွတ်နိုင်တယ်ဆိုမှကျွန်တော်တို့ကစားဂူသမားအားဖြစ်မှာဆိုဒီပုံစံနဲ့တော့ဂူသမားကအပြောင်းလဲဖြစ်လိမ့်မယ်ကျွန်တော်မထင်ဘူးဆိုတော့တခုရှိတာကတော့ကျွန်တော်အဲ့ဒီနံပါတ်8ကွင်းလေကလိုကိုလိုတဲ့နံပါတ်8ရူမှာကစားတဲ့ကစားမတစ်ယောက်ကလုံးဝကိုလာမှကျွန်တော်ရမှာခေါ်နိုင်မှကျွန်တော်ရမှာကိုရီလိုချင်ပါတယ်ဆိုတော့ Ederson တို့ဘာလို့ကတော့ ဘရူနိုဖရန်နက်စ်ကိုမရတဲ့အဲဟီလာကခေါ်ဖို့လုပ်နေတယ်ဆိုတော့သူတို့အဲ့ကိုပါသွားဖို့ရှိတယ်ပေါ့နော်ဆိုတော့တခြားကွင်းလင်ကစားမတွေကျွန်တော်ခေါ်ဖို့ကြိုးပမ်းမှရမှာနံပါတ်8ပလီယာကျွန်တော်လိုကိုလိုပါတယ်ဆန်ချိုရက်ရှ်ဘိုဂါနာချိုအန်တိုနီဆန်တိုရက်စမာဟွိုင်လန်မာလာဆီယာလူရှောဒီကစားမတွေအကုန်လုံးကိုကျွန်တော်ရောင်းချပြီးတော့အားပြည့်မှရမှာငွေလိုနေပါပြီအတင်းကဒီကစားမတွေကိုအမှန်ကန်ရောင်းမှကျွန်တော်ရမယ်အမ်မိုရင်ကနံပါတ်8ပလီယာလိုချင်တယ်ဆိုရင်နံပါတ်8ပလီယာခေါ်ပြီးရှင်းရှင်းလေးရအောင်တယ်မလား wing backs လိုချင်နေဆိုရင် wing backs နေရာခေါ်ပြီးကံမကောင်းစွာနဲ့ပဲကျွန်တော်ကတော့ wing back ရတော့မယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်တို့မှ wing back ကစားမှနေအများကြီးဖြစ်နေပြီလက်ရှိ ready ဖြစ်တည်ဖြစ်စီမဖြစ်တည်ဖြစ်စီ MO ရင်အတွက် wing back တွေတလောက်များနေတယ်ဆိုတော့ခေါ်ပြီးမယ်လို့ကျွန်တော်မထင်ဘူးကွင်းလေကတော့ရောက်နိုင်မယ်လို့ကျွန်တော်ထင်တယ်တယောက်တော့လက်ရှိမှာဘာတင်းမှန်းတော့မထွက်ကွင်းလေကဘယ်သူနဲ့မှတင်းမထွက်ဘူးเนาะအဲဒီမဲ့လို့ကျွန်တော်တိုက်စစ်ကန်တာပြီးတာနဲ့အတင်းဘက်ကကွင်းလေအားဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘိုးသမားကတော့ကျွန်တော်မထင်ဘူးဘိုးသမားကတော့ကျွန်တော်လုံးဝကိုမထင်ဘူးပေါ့เนาะအတင်းဘက်ကခေါ်လိမ့်မယ်လို့ဆိုတော့ အဲ ESPN ရဲ့ Rob Dawson ပြောထားတဲ့သတင်းတစ်ခုရှိတယ်။နီးပြပြတဲ့ Ruben Amorim က Manchester United ကိုပြန်လည်တည်ဆောက်မဲ့ခရီးရှင်မှာကွင်းလင်ကစားမပြတဲ့ Bruno Fernandes ကိုအဓိကကစားသမားဖြစ်အလိုရှိနေတယ်ဆိုပြီးတော့ပွင့်ပွင့်လင်းလင်းကျွန်တော်နေပေါ့နော်ဒါပြောထားတယ်ဆိုတော့ Bruno Fernandes ကလည်း Manchester United မှာဆက် United မှာဆက်နေတယ်တော့မဟုတ်ပါဘူးဆက်နေမယ်တော့မဟုတ်ပါဘူးเนาะအဲ Bruno Fernandes က sorry အာရေဗျကလပ်တင်တကူဖြစ်တဲ့အဲဟီလာရဲ့ကံလမ်းမှုကိုပယ်ချတယ်ဆိုတဲ့သတင်းပဲပြောထားတာ ယူနိုက်တက်မှာလုံးဝဆက်နေသွားမယ်လို့ပြောထားတာမဟုတ်ဘူး။သူကဥရောပရဲ့အဆင့်တန်းမြင့်ပြိုင်ပွဲမှာကစားခြင်းသင့်တယ်ပဲပြောထားတာ။အကယ်လို့တခြားကလပ်အသင်းတွေဥရောပအဆင့်မြင့်အသင်းတွေရဲ့ဘက်ကလိုချင်နေဆိုရင်ဒါသူ့ကိုခွန်မယ်ဆိုလို့ချင်းသူပြောင်းကောင်းပြောင်းသွားမှာပဲဘယ်သူသိမလဲဟုတ်တယ်မလား။ဒါပေမဲ့လို့အဟေလာရဲ့ကံလမ်းမှုကိုသူပယ်ချတယ်ဆိုတော့အသင်းမှာဆက်ရှိဖို့ပဲများတယ်ပေါ့လေ။တေးကြတယ်ကျွန်တော်အနေနဲ့အဟေလာရဲ့ဘက်ကကံလမ်းနဲ့ကံလမ်းမှုမျိုးတခြားကလပ်တင်းရဲ့ဘက်ကတော့ဥရောပမှာသူ့ကိုကန့်လန့်လာကြဖို့မရှိဘူးဆိုတော့ဖာနန်ဒက်စီအမ်မိုရင်ရဲ့အဓိကကစားမှာပါ လက်ရှိအသင်းကရှေ့ဆက်မဲ့ plan နဲ့မှာ finalist ဒီအဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ် okay ဆိုတော့အဲနောက်ဆုံးကျွန်တော်နေတဲ့ Vita Gugres နဲ့ပတ်သက်တဲ့သတင်းကတော့အဲ Amorin ကတော့ဗောနော်ဟိုအသင်းအနေနဲ့ Vita Gugres ရဲ့အပြောင်းအရွှေ့သဘောတူညီမှုအမြန်ရဖို့အတွက်တတွေ့ကြကြလှုပ်ဆောင်ဖို့ဆိုပြီးတော့တွန်းအားပေးလျက်ရှိတယ်ဗောနော်ကစားမရဲ့ဘက်ကတော့စပိုတင်းတင်းကိုပြောင်းရွှေ့ကြတဲ့ကသူလေးစားအားကြတဲ့နီးပြဖြစ်တဲ့အမ်မိုရင်ရဲ့လွှမ်းမိုးမှုတွေအများကြီးရှိခဲ့တယ်ဗောနော် ဒါကြောင့်နီးပြပြည်သူရမ်ဘူးရူဘင်အမ်မိုရင်းကလည်း Geogress ကိုလိုချင်တဲ့ Geogress အပေါ်မှာလည်းအမ်မိုရင်းဟာအတိုင်းတာတစ်ခုကြီးကျွန်တော်တို့အနေနဲ့ဒီလွှမ်းမိုးမှုတွေရှိနေတယ်ပေါ့တိုးတော်လည်းပဲကျွန်တော်ခုနကပြောသလိုပဲ Geogress ရဲ့အပြောင်းအရွှေ့ကမလွယ်ဘူးဗျမလွယ်ဘူးဆိုတာကကစားသမားကိုယ်တိုင်က Champions League ဝင်ခွင့်ရတဲ့အသင်းကိုဦးစားပေးပြီးတော့ပြောင်းကျင်တာလုံးဝအဆင်မပြေတော့ဘူးဆိုမှ United ကိုသူကပြောင်းမှာအန်ဒါမျိုးပေါ့နော်ဒါဒါမှပြောထားတာဒါကိုယ်ယူဆချက်ပေါ့နော်ဆိုတော့ Champions League ဝင်ခွင့်ရတဲ့အသင်းတွေထပ်ပါတော့ Newcastle တို့เนาะတခြားဘယ်အသင်းတွေပဲဖြစ်ဖြစ်ဗျာလိုချင်နေဆိုရင်သူပြောင်းကောင်းပြောင်းမှာပဲသူပြောင်းကောင်းပြောင်းမှာပဲအဲ့ဒါပြီးမှဘာလို့မဟုတ်ဘူးအဲ့ဒီတင်းကတော့မလိုချင်တော့ဘူးဘယ်သူမှလည်းမရှိတော့ဘူးဘယ်တင်းကမှလည်းတရားဝင်ကျူးမန်းနေတာမျိုးတွေမရှိဘူးဗောနော်ဒါပေမဲ့လို့ Manchester United ကတော့လိုချင်တဲ့ဟေးကစားမဘက်ကလည်း okay ငါတော့ရွေးချယ်စရာမရှိတော့ဘူးဟေးဆိုလို့ရှိရင်အသင်းကိုပြောင်းရင်ပြောင်းလာမှာပဲ ဆိုတော့ယူကရိန်းနဲ့ပတ်သက်လို့က Champions League ဝင်ခွင့်ရတဲ့အသင်းတွေကသူပြောင်းကျင်နေဆိုတော့အဲ့ဒါတွေကိုလည်းကျွန်တော်အဓိကစောင့်ကြည့်နေအောင်ပါပဲနော်ဘယ်လင်ငယ်ရဲ့ညီလေးခေါ်လိုက်ပြားတယ်နော်အသက်လည်းငယ်သေးတယ်ပြောတော့ဘယ်လင်ငယ်ရဲ့ညီကဘာမှမသိမဟုတ်ပါဘူးလောလောဆယ်မှာသူ့အကူကြောင့်နာမည်ကြီးနေတာနော်လောလောဆယ်မှာသူကဒေါ်မွန်ကိုပြောင်းมาပါနော်မာတီနက်စ်ကိုပြားတဲ့ပွဲထွက်စီချင်းလာပြီးတဲ့ဆရာသမားလောလောဆယ်မန်ချက်စတာတင်ရဲ့ပွဲတွေရှိမနေပါဘူးနံပါတ်1အင်းနံပါတ်2အနေနဲ့ Martinez ကလည်းရှိ injury ပြဿနာကြုံနေရတယ်။နောက်ရာသီအစမှကျွန်တော်နေပါတော့ပြန်ပြီးတော့ပါနိုင်မဲ့အခြေအနေမျိုးပါ။ဆိုတော့အတင်းရဲ့ရာသီကိုခြေသွမ်းပွေးစီနေတော့မှ Lisandro Martinez ကိုကျွန်တော်ထည့်သုံးလို့ကျွန်တော်မဖြစ်ဘူးပါနော်။အဲ Resmel Whiteland ကိုပြရတဲ့ Douglas Lewis နဲ့လဲလို့ရရင်ကောင်းမယ်တဲ့အဲကျွန်တော်တို့အနေနဲ့ဘာမှထူးမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ Douglas Lewis ကလည်း injury ပရုံးနေလို့ပါ။เนาะ Juventus မှာသူရောက်ခဲ့တဲ့မြတ်ဘာတစ်ခုမှသူအဆင်မပြေပါဘူး။လောလောဆယ်မှာ Premier League မှာလို့မဟုတ်တော့တိုင်ပတ်နေပြီเนาะ။ Okay အဲ MOD ငားတယ်သူတပည့်ကိုလာဖို့ပြောနေတယ်လို့တဲ့ United အပေးတခုမှာတင်ထားတာတွေ့တယ်တဲ့ဆရာသမားကြီးเนาะကျွန်တော် United နဲ့ပတ်သက်တဲ့သတင်းတွေကလက်ရှိမှာလမ်းမော်တွက်လမ်းမော်ထွက်နေတောင်မှကျွန်တော်တို့ဒါအမြဲတမ်းတွေ့နေရတာပါဆိုတော့ဘယ်ဒီဘယ်နေရာကပြောထားတာပါညာဆိုတော့မှုကအဓိကမကြပါဘူးเนาะဆိုတော့လာဖို့ပြောနေတယ်ဆိုတာမျိုးတွေကယူဆချက်တွေပဲကျွန်တော်ရှိတာเนาะသူတို့နေရာလာဖို့ပြောတာဘယ်သူမှသိမှာမဟုတ်ဘူးเนาะဆိုတော့ဒါတွေကဘာမှမဟုတ်ဘူး၆ယူဆချက်တွေပဲကျွန်တော်ရှိတယ် ရိုက်တန်ကဘာလေဘာလေးကိုခေါ်ရင်အစီအပြေနေမလို့ထင်လာပြတယ်။ကောင်းလေးကအသက်ကလည်းငယ်ဈေးကလည်းတအားမကြည့်မဲ့လေတို့ဇနုတို့ဈေးကြီးတဲ့တယ်မှာပါတယ်။ဘာလေဘာဈေးကြီးတဲ့တယ်မှာပါတယ်ဆက်သမားကြီးနော်။ကျွန်တော်လူကျင်တဲ့တယ်မှာအားဘာလေဘာပဲနော်။ဘယ်လိုပြောမလဲ။အဲပရိုက်တန်ကဘာလေဘာလေဘာဒီဘာတော့ဒီကောင်ကာလုစ်ဘာလေဘာကတော်တော်ကိုကောင်းနေတယ်မှာပါတယ်။ကွင်းလယ်မှာကျွန်တော်တော်တော်လူကျင်တဲ့တယ်မှာပါတယ်။ပြည်တနာက ဘရိုက်တန်ဟာဈေးတက်တက်တာနဲ့လက်လွတ်မှာမဟုတ်ဆက်တမှာစိတ်ချဈေးကွက်တန်ကြီးကယူရိုတန်40ပဲရှိရဲဆိုမြဲလို့ဘရိုက်တန်ဟာအနည်းဆုံးတန်80 80ရမှရောင်းမဲ့အသင်းမျိုးဘရိုက်တန်မြန်အလုတ်မလုတ်တက်ဘူးအောင်းမိမနေနဲ့ဆက်တမကြီးဘရိုက်တန်လောက်အလုတ်လုတ်တက်တာဘရိုက်တန်ပဲကျွန်တော်ရှိတယ်နော်ဘရိုက်တန်လောက်လုတ်တက်တာဘရိုက်တန်ပဲရှိတယ်ရှေ့မှာကန်စီရိုတို့ကိုဘလို့ရောင်းသွားတယ်လေဟမ်ကျွန်တော်ကြည်ပါလားနော်အလစ်စတာတို့ဘာလို့လို့ဇာမာကောင်းနေဟွာတော့ဗျာသူတို့ကဒီဟိုကရောကြီးပြေးသွားတာလေဘာဝူးတင်းကတော်လို့လေပါပါတယ်အဲပြောချင်တာကဘရိုက်တန်က ကစားမားတွေရောင်းရင်တန်း90ဝန်းကျင်ကြီးကြီးပဲရဲ့ United အနေနဲ့လက်ရှိဘာလီဘာကိုခေါ်ရင်လည်းပဲဒီတိုင်းပဲကျွန်တော်ဖြစ်မှာပဲသို့တော်လည်းပဲကိုအသင်းရဲ့ဘက်ကပေါ့နော်တကယ်အလုံးလုံးတက်တယ်ဘာညာဆိုလို့ရှင်တော့အဆင်ပြေမှာပေါ့လေလက်ရှိမှာလည်းနောက်ထပ်3နှစ်လောက်ထိစာချုပ်တက်တယ်ကကျင်သေးတယ်ဗျ Brighton နေကလीနော်သူ line league ကနေလာသူပြောင်းလာတာဆိုတော့ဘာလီဘာကတော့ကျွန်တော်တော်လေးလိုချင်တဲ့နေရာမှာပါတယ်အတိုင်းပဲလို့ပေါ့နော်အပြောင်းအရွှေ့ဖြစ်ဖို့ကတော့နည်းနည်းလေးအလန့်ဝေးတယ်တကယ်လည်းပဲအသင်းရဲ့ပေါ့နော်ကျွန်တော်တို့ကတွားကျင်တဲ့ပုံစံနဲ့ကန့်ညီတဲ့နေရာမှာပါတယ် ဆိုလို့ဗျာအတင်းဘက်ကထိရောက်တဲ့ကလန်မှုတွေတော့ဘာမှလှုပ်ထားခြင်းမရှိသေးဘူးစိတ်လဲဝင်စားတယ်လို့ကျွန်တော်သတင်းကြားမနေရသေးဘူးဘာလဲဘာမှမဟုတ်ဘူးအတင်းရဲ့ကွင်းလယ်မှာဘသူမှခေါ်မယ်ဆိုတဲ့သတင်းတွေကျွန်တော်ကြားမနေရသေးဘူးတိုက်စစ်ပဲသူတို့လုပ်နေတာတိုက်စစ်ပြီးမှပဲကွင်းလယ်ဘက်ကိုလှည့်မယ်တဘောမျိုး okay အဲဆိုတော့เนาะ united ကိုပြောရဲမွေးကလေးကအားပြလာတဲ့ကျွန်တော်တို့အဲ့ဒါဘာလို့ရမလဲဟင်ဘာလို့ရမလဲအရင်ဘွားကလေးကအားပြအားပြအဲ့ဒါဘာလို့ရမလဲကိုယ့်ကိုအားပြရကိုယ်ဘယ်ချိန်ကြီးကအားပြအားပြပေါ့ဗျာဟုတ်တယ်မလားเนาะ ဟုတ်နော်သူဘလိုဘသူမှဓာကြီးကိုချပြနေတဲ့လူမနေဘူးနော်ဒုက္ခပဲနော်အာဒုက္ခကိုသိန်းကြောင့်မှပြောလို့အားမရပါဘူးဆိုမှဒီဘက်ကြီးဘာလာပြောနေမှမသိဘူးโอเคလက်စတာကိုတဲ့အဲရင်ယန်ရဲ့တိဆောက်ကိတ်လို့တဲ့အမ်ဘိုရင်တိဆောက်နေမှာဆိုလို့ပြောလိမ့်နေဗျာโอเคပါအဲဦးနနာကိုဗျာတဲ့နော်လက်ရှိအတင်းကထုတ်မှရမယ်တဲ့ဒီကောင်းကြီးနဲ့တော့အဆင်မပြေဘူးတဲ့နော်ဦးနနာနဲ့ဆိုလို့ချင်းတော့ရှစ်ဆက်လို့မရဘူးထင်တယ်โอเคပါ ဘုံမောင်ကပြားတဲ့စင်မင်းယူကိုမခေါ်ပဲတဲ့ဘုံမောင်ကူသမားကိုခေါ်သင့်တယ်တဲ့ချော်စီကရောင်းလိုက်တယ်လားမသိဆက်သမားကြီးကီပါလိုကစားမမျိုးကိုခေါ်သင့်တယ်လို့နေနေနော်ချယ်စီမှာဘာလို့တိုင်ပတ်ခဲ့ရလဲဆိုတော့ဘုံမောင်မှာအစင်ပြေလို့ကျွန်တော်အစင်ပြေမလို့တော့ထင်းမနေနဲ့နော်ပြီးသွားပြီအိုက်ကန်နာတွေကနော်အဲ့တော့ကျင်းကျင်းများနေမှာလေတော်တော်တည်းကြီးတယ်ကြီးကိုကျွန်တော်1300နီးပါးရှိပါတယ်ဒါကတော့လက်ရှိအသင်းနဲ့ပတ်သက်လို့နောက်ဆုံးရထားတဲ့ Manchester United ရဲ့အပြောင်းအရွှေ့ဒီပေါ့လေဒီညတွေမှာ breaking news တွေပါတယ်တက်လာမယ်ဆိုလို့ရှိရင်တော့လေ တဲ့နေနေမှာကျွန်တော်တင်ဖို့ကြိုးပမ်းသွားမယ်ပေါ့နော်အဲ့ဒါမှမဟုတ်ဘူးဆိုလို့ကျွန်တော်မနေ့ပြန်မနေ့ Manchester United နဲ့ပတ်သက်ပြီးတော့ပြောမယ်ကျွန်တော် live မှာကျွန်တော်ထပ်ပြီးတော့တွေ့ကြပါမယ်မနေ့ကိုးခွဲလောက်နော်စနေလောက်မှာကျွန်တော်သွားပါမယ် okay ဆိုတော့ကြည့်ရှုပါပြီးတဲ့ဒီကူများလုံးကိုချစ်သူများတွေပါတယ် channel လေးကို subscribe နဲ့တူဘူးဆိုလို့ရင်းနေပြီးတော့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ